အားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအောင်ဆုံးသတင်းတပုတ်အနေနဲ့စစ်ပွဲတွေကြာအလောက်ခက်ကြံအောင်မဲ့ခရီတိုရဆွဲတွေဆွဲသတင်းနဲ့အတူတရုတ်နိုင်ငံနဲ့ထိုင်းကလုံတို့ကြားမြန်မာတောင်းနေကြညာနေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမအောင်ဆုံးတရင်တဘောအနေနဲ့စစ်ပွဲတွေကြာအလောက်ခက်ချမ်းအောင်မဲ့ခရစ်တိုရဲ့ဆွဲတွေဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။အစ်ရေဘက်ကလေးချောင်းတိုက်ခိုက်မှုနဲ့အတူခရစ်တိုဈေးတွေလည်းရေရဲတောင်းနေပါပြီ။ Rising Lion လို့နာမည်ပေးထားတဲ့စစ်စင်ရေးအဖြစ် Israel ဘက်ကနေ Iran ရဲ့စစ်ရေးအရအရေးပါတဲ့နေရာတွေနဲ့ပုံကိုယ်တွေကိုအဓိကထားပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအဖြစ် Bitcoin အပါအဝင် Crypto ဈေးတွေတောက်လျှောက်ထိုးကျခဲ့ပြီးပြီးခဲ့တဲ့ရက်ပိုင်းကမှ US နဲ့တရုတ်နိုင်ငံကြားကုန်သွယ်ရေးသဘောတူညီမှုတွေကြောင့်ဈေးပြန်တက်ခါစားအချိန်လည်းပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ။တိုက်ခိုက်မှုအပြီးမှာ Crypto Long Position ပေါင်းဒေါ်လာ900မီလီယံနီးပါးဟာလည်း liquidate ဖြစ်ခဲ့ပြီး ဈေးကြမှာလိုက်လျှော့ခဲ့သူတွေလည်းဈေးပြန်အတက်မှာဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ spot trader တွေကတော့ဒီလိုဈေးကြတာကိုဈေးကြတာလို့မမြင်ပဲဈေးချတာလို့မြင်တဲ့ကြောင်းအပင်းနေကြပါတယ်။ crypto တွေဈေးကြခဲ့ပေမဲ့ရွှေနဲ့ရေနဲ့ဈေးကတော့ညရင်းချင်းတက်လာခဲ့ပြီးရေနဲ့ဈေးကတော့17ရာခိုင်နှုန်းအထိတက်ခဲ့ပါတယ်။အီရန်ဟာကမ္ဘာမှာခုနှစ်ခုမြောက်အကြီးဆုံးရေနံထုတ်လုပ်တဲ့နိုင်ငံဖြစ်တာကြောင့်စစ်ပွဲဆက်ဖြစ်နေတဲ့၍ရေနံဈေးတွေပိုတက်လာနိုင်ကြောင်းလည်းခန့်မှန်းထားကြပါဗျ။ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကတော့ဒီတိုက်ခိုက်မှုဟာအီရန်ရဲ့နျူကလ িয়ার ပရိုဂရမ်ကိုပြစ်မှတ်ထားတာဖြစ်တယ်လို့ဒီပြစ်မှတ်မကြမချင်း Ryzen Lion စစ်စင်ရေးဟာဆက်သွားနေအောင်မှဖြစ်ကြောင်းဆိုထားပါဗျ။အီရန်ကတော့အစ္စရေးကိုပြန်တိုက်မှဖြစ်ကြောင်းတုံ့ပြန်ခဲ့ပြီး drone ပေါင်းတရာကျော်ဆေးလွတ်ထားပြီးဖြစ်ကြောင်းသိရပါဗျ။ဒါကြောင့်လာမယ့်ရက်ပိုင်းတွင်ဟာအတော်လေးဈေးအလုတ်ခက်ကြမယ်လို့မျှော်မှန်းထားတဲ့ပြီး trader တွေအနေနဲ့ပိုပြီး queue site တင်ပါတယ်။ နောက်ထပ်သတင်းတဘောအနေနဲ့တရုတ်နိုင်ငံနဲ့ထိုင်းကလုံတို့ကြားမြန်မာထောင်းနေကြားညံနေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ထိုင်းနိုင်ငံမဲဆိုင်မှာပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲတစ်ခုကနေဘစ်ကွိုင်းနဲ့ဒေါ်လာ6.1မီလီယံအထိလိမ့်လည်ထွက်ပြေးသွားခဲ့တဲ့တရုတ်နိုင်ငံသား၂ယောက်ကိုလေယာဉ်ပေါ်မတက်ခင်ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပါတယ်။ထောင်မလေးစိတ်ကနဲ့စင်ကာပူနိုင်ငံကိုထွက်ခွာမဲ့လိုင်ယွန်အယ်လီယင်ပေါ်မတက်ခင်မှာဖန်စီခံခဲ့ရတာဖြစ်ပြီးအဓိကတရားခံကတော့ထီယန်ဝေးဆိုသူဖြစ်ပါတယ် ချန်ဝေဟာချင်းရိုင်ပြည်နယ်မဲဆိုင်ခရိုင်မှာပြုလုပ်ခဲ့တဲ့စီးပွားရေးတွေးဆောင်ပွဲတစ်ခုမှာတခြားတရုတ်နိုင်ငံသားနေရောက်စီကနေဒေါ်လာ6.1မီလီယံပို့ဘစ်ကွိုင်းတွေကိုလိမ်လည်ရယူခဲ့မှုနဲ့ဧပြီလတည်းကအမှုဖွင့်ခံထားရတာဖြစ်တယ်လို့မေလ16ရက်နေ့မှာထ ian ဝမ်ကိုဖမ်းဆီးဖို့ဝယံထွက်လာခဲ့တာပါထိုင်းနိုင်ငံဟာတရုတ်ကြဖြန့်ကိစ္စတွေကြောင့်ခရစ်တိုနဲ့ငွေအလွယ်အပြောင်းကိစ္စတွေကိုအတော်လေးတင်းကျပ်လာနေသလိုလူဝင်မှုကြီးကြပ်ရေးဟာလည်းနေထိုင်ခွင့်ဗီဇာတွေကိုအတော်လေးတင်းကျပ်လာတာကိုတွေ့ရပါတယ် ခရစ်တိုနဲ့ TH အရောင်းဝယ်လုပ်လို့ရနိုင်တဲ့ P2P platform တွေကိုလည်းတောက်လျှောက်ပိတ်သိမ်းလာနေတာကိုတွေ့ရပြီး Thai SEC လက်အောက်မှာအမှတ်ပုံတင်ထားတဲ့အချင်းတွေမှာဒါ P2P အရောင်းဝယ်လုပ်ခွင့်ပြုပါတော့တယ်။ ဒါအပြင်ဒီရပိုင်းတွေမှာထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့ဘဏ်အကောင့်တွေကိုတင်းကျပ်မှုတွေမူဝါဒအပြောင်းအလဲတွေတောင်းလျှောက်လုပ်လာနေတာကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့ငွေအလွှဲအပြောင်းတွေကိုတည်ထားကြဖို့နဲ့အမြဲမပြတ်ပြောင်းလဲနေတဲ့မူဝါဒတရင်တွေကိုအမိလိုက်ပြီးလိုအပ်တာတွေကိုပြင်ဆင်ကြဖို့အရေးကြီးပါတယ်။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့တရင်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။